အဲ့ဒီမှာကိုခေးနဲ့ကလောပထမဆုံးစရောက်ဘူးတဲ့ကျွန်တော်နဲ့တွေ့တာပဲကဲအခုကတော့ရန်ကုန်ဘက်ကိုပြန်ပြီးတော့မောင်းနေတာပါအလုံးမဲမင်္ဂလာပါ Flow Wine Joy One Channel နဲ့ညီကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ကျွန်တော်တို့လေမင်းနှစ်ယောက်ကလောကိုသွားလေ့ကျမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကျွန်တော်တို့နဲ့အတူတူကလောကိုလိုက်လေဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ ပေကလောသွားဖို့ ready ဖြစ်ပါပြီ။ဒီကတိတာရှင်းနေလမ်းမှာအစာပြီးစားလို့ရအောင်လို့မုံလေးနည်းနည်းပြင်ဆင်ထားပါမယ်။ကျွန်တော်တို့အိမ်ကနေစထွက်တာကတော့မနက်၄နာရီခွဲအတီမှာစပြီးတော့ထွက်ဖြစ်ပါလိမ့်။တိုးဂိတ်ကိုရောက်တဲ့အချိန်မှာတော့မနက်9:00နာရီလောက်ဖြစ်နေပါပြီ။တိုးဂိတ်မှာတော့ကားတန်းရတော်တော်ရှိနေပါတယ်။ကျွန်တော်တို့တိုးဂိတ်မှာအကြာကြီးတော့မတန်းစီလိုက်ရပါဘူး။အခုတော့ရန်ကုန်မင်းလေးအမြန်လန်းနေတဲ့ဆင့်ကလောသွားနေပါပြီ။ ျွန်တော်ကတော့ကလောတခါမရောက်ဘူးပါဘူးကျွန်တော်အမျိုးသမီးကတော့ကလောရောက်ဘူးတယ်ပေါ့နော်တိုင်းမဲ့နေပြည်တော်တို့မန္တလေးတို့ကတော့ကိုကားနဲ့ကိုသွားနေကြဆိုတော့ဒီအမြင်လဲတော့အေးအေးဆေးဆေးပါပဲအမြင်လဲကနေကလောတော့ကိုခဲမတ်ကိုအားကိုးပြီးတော့ဆက်သွားမှာဖြစ်ပါတယ်အခု135မိုင်မှာနှံ့နာပါမယ်135မိုင်ရောက်တဲ့အချိန်မှာရွှေခရိုင်ကြီးမှာမနှက်စာခဏဝင်စားပါတယ်ဒီမှာစားရတော့ရတာရတာလေးကောင်းပါတယ်ပြီးတော့တွိုင်းလက်သွားရတာလေးတန်တန်ရှင်းရှင်းရှိပါတယ်အခု135မိုင်မှာစားတော့ပြီးတော့ပြန်ထွက်လာပါပြီ နေပြီးတော့မှတော့မနာတော့ပါဘူးကလောတော့ပျော်ဝေဘက်ကနေသွားမှဖြစ်တဲ့အတွက်ပျော်ဝေနဲ့မောက်လမ်းဆုံကြမှာပဲနားမိလို့စဉ်းစားထားပါတယ်ကဲအခုကတော့ရန်ကုန်ဘက်ကိုပြန်ပြီးတော့မောင်းနေတာပါပထမဆုံးအချိန်ကားနေလာဖြစ်တဲ့အတွက်ပျော်ဝယ်လမ်းခွဲကြတော့ပြေဖို့မေ့ပြီးတော့ကြောသွားပါတယ်။အဲ့ဒီပြန်ကြွေပြီးတော့ဆိုင်းဘုတ်စီရောက်မှပဲပျော်ဝယ်ဘက်ကိုပြန်ပြီးတော့ဆင်းလာပါတယ်။ကျွန်တော်အခုပျော်ဝယ်လမ်းနေပြီးတော့ကလောသွားနေပါပြီ။အမြန်လမ်းလို့ကွန်ကရစ်လမ်းမဟုတ်ပေမဲ့ပျော်ဝယ်အထိရလေးလမ်းကောင်းပါတယ်။ ဒီပျော်ပွင့်ရနေပြီးတော့ဖះငါးစုရောက်တဲ့အထိကတော့တောင်တက်တောင်ဆင်းနေမှရှိသေးပါဘူး။လုံးဝလမ်းဖြောင်းပင်မောင်းနေရပါသေးတယ်။ခီးမထွက်ရလည်းတစ်နှစ်လောက်ကြာသွားပြီဖြစ်တဲ့အတွက်အခုလိုမျိုးခီးထွက်လာတဲ့ခါမှာအရင်ကိုပြောဖို့ကောင်းပါလိမ့်။အစကတော့အမြန်လမ်းကနေပြီးတော့ပျော်ပွင့်လမ်းခွေလောက်ရောက်ရင်နားမေလို့ဆုံးဖြတ်တာပြင်မယ်။နားဖို့နေရာမတွေ့တာနေပြီးအခုဆန်မောင်းရင်မောင်းရင်လည်းပျော်ပွင့်မျိုးတွေကိုရောက်လာပါပြီ။ပျော်ပွင့်ရောက်တော့နေ့လေ၁၂ခွဲလောက်ရှိပါပြီ။ကျွန်တော်တို့ပျော်ပွင့်မှာတော့မနားတော့ပါဘူး။ပျော်ပွင့်ကနေဖះငါးစုဖះငါးစုကနေမှကလောကိုတိုက်ရိုက်တက်မှာဖြစ်ပါတယ်။ကလောအဝင်ရေရှားကြမှာပဲ။ထမင်းဆန်းနာပါတော့မယ်။ ဖះငါးစုကနေတောင်ကြီးဘက်ကိုချိုးလိုက်တဲ့အခါမှာတော့တောင်တက်တောင်ဆင်းနေရဆပါပြီ။ကလောရဲ့တောင်တက်တောင်ဆင်းလဲနေရကြေပြီးတော့ပြင်ဦးလွင်တောင်တက်တောင်ဆင်းနေတူပါတယ်။ကျွန်တော်ကတော့ပြင်ဦးလွင်ကိုနှစ်ခေါက်သုံးခေါက်လောက်မောင်းဦးတာဖြစ်တဲ့အတွက်ကလောကပထမဆုံးချိန်ဆိုရမယ်လေမောင်းလို့အဆင်ပြေပါတယ်။တောင်တက်လမ်းမှာတော့တချို့နေရာလေးကွန်ကရစ်လမ်းပြခင်းနေပါတယ်။ဖះငါးစုကနေပြီးတော့ကလောထီကိုနောက်ထပ်နှစ်နာရီဝင်းကျင်လောက်မောင်းလိုက်ရပါတယ်။ အခုကလောမရောက်ခင်ရေအားမှာရှိတဲ့ဘားတော်ထမင်းဆိုင်မှာနေလေဆောင်ဝင်စားမှာဖြစ်ပါတယ်။အမှန်တော့မောင်းကောင်းကောင်းနဲ့ဆိုင်ကျော်သွားလို့ပြန်ပြီးတော့ကိုယ်လာတာ။အခုကကလောဝင်ရေအားကိုရောက်နေပါပြီ။ရေအားမှာနေလေဆောင်ဆိုင်နဲ့ခဏနားပါမယ်။ဒီဆိုင်ကတော့ကလောအတက်ပါအများစုညှို့ထားလို့ဝင်စားတာပါ။ဒီဆိုင်မှာတော့ရွေးစရာမီနူးမရှိပါဘူး။ကြက်တောက်ဆန်းနဲ့အရင်ဟင်း6မျိုး ဆက်လိုက်လာချတာပါတယောက်ကိုတပေါင်းပေးရပါတယ်ထမင်းကတော့အဝါစားပါကြက်တောက်ဆန်းကတော့ဒီဆိုင်ရဲ့အဓိကဟင်းလျာပါဒီဆိုင်ရဲ့ကြက်တောက်ဆန်းကတော့တော်တော်လေးကိုစားလို့ကောင်းပါတယ်အရင်ဟင်းတွေကတော့ဆက်သားကြောင့်နဲ့ငရင်ကြောင့်ဖုတ်ပေးကလေးပါတော့ခရမ်းကျင်သီးတောင်ရေပုံကြီးတို့ရေနောက်တစ်ခုကဂျူးမြစ်ကိုကြောထားပါဒီဆိုင်ရဲ့ဟင်းချက်လက်ရတော့လက်ရကောင်းနေထည့်ပါလို့ပြောပါကျွန်တော်တို့လေမယားနှစ်ယောက်ကလည်းနီးလေစားစားဖို့နောက်ကျနေဆိုတော့ဘိုက်လေးတော်တော်စားနေဖြစ်တဲ့အတွက်ဘိုက်စားစားနေပဲထမင်းนี่အများကြီးစားပြစ်သွားပါတယ်စားပြီးတောက်ပြီးလို့ပြန်ထွက်လာတော့ကလောက်နောက်ထပ်10မိနစ်လောက်ပဲပေါင်းနေရပါတယ် လောရောက်တဲ့ပထမဆုံးညတော့ကျွန်တော်တို့ဝင်းနာဟိုတယ်မှာပဲတည်လိုက်ပါတယ်။ဟိုတယ်ကလမ်းမကြီးပေါ်မှာလည်းရှိတယ်။ဈေးနဲ့လည်းအရင်နေတဲ့အတွက်တည်မှုဆုံးဖြတ်လိုက်တာပါ။အဲကျွန်တော်တို့ကကလောမြို့ရောက်ပါပြီ။ပထမဆုံးဟိုဝင်းနာဟိုတယ်ကို booking လုပ်ထားဆိုတော့တည်ကျန်းလာလိုက်ကြပါနော်။အထုပ်တွေချပဲ။ရေမိုးချိုးပဲပြီးတော့မှညနေပဲကလောမြို့လည်းရောက်လေပါမယ်။အခုဟိုတယ်အခန်းထဲကိုရောက်ပါပြီ။ ဒီမှာအခန်းကြီးကကြေပြီးတော့တန်တန်ရှင်းရှင်းလေးရှိတယ်။ view ကလည်းကြည်လို့လှတယ်။နောက်ပြီးတော့မြို့ထဲမှာရှိပြီးတော့ဈေးနေလေးတော်တော်လေးနီးတယ်။အဓိကတော့ညဘက်မုတ်တီပါကြီးထွက်စားမယ်ဆိုရင်လမ်းလျှောက်သွားလို့တော်တော်လေးအဆင်ပြေပါတယ်။နောက်ပြီးတော့အခန်းကားတွေကလည်း၄000လောက်ကစားရှိတာ။အခုကျွန်တော်တို့တဲတဲ့အခန်းဆိုရင်9500ပဲပေးရတယ်။ဒါကပွဲတော်ရမဟုတ်လို့ပေါ့နော်။ပွဲတော်ရဆိုရင်တော့ဒီအခန်းက1000ပူပေးရတယ်။6000ပဲပါ။ရှိဘူးရေးအေးလေးရတယ်။မီးကလည်းအခုလာတဲ့အခေါက်မှာတော့အချိန်တိုင်းနီးပါရတယ်လို့ပြောရမယ်။ ကျွန်တော်တို့အခုရေမိုးချိုးပြင်ဆင်ပြီးတော့ဟိုတယ်ကနေပြန်ထွက်ပါမယ်။ခုပြင်ဆင်ပြီးပါပြီ။ဒီရက်နေ့ကော်ဖီသွားတောင်းမယ်။ကော်ဖီဆိုင်ကနေမှညစာသွားဆောင်မယ်။တလောရောက်ရောက်ချင်းပထမဆုံးသွားပြတဲ့ကော်ဖီဆိုင်လေးကတော့ Cafe Dream ပါ။ရောက်သွားတဲ့အချိန်မှာ9:00နာရီ55လောက်ဖြစ်သွားတဲ့အတွက် ကော်ဖီမှားမရလိုက်ပါဘူး။အဲဒီတော့ကျွန်တော်တို့ကော်ဖီဆိုင်မှာမုတ်ပဲမှားစားပြီးတော့နောက်နေ့မနက်မှာပဲပြန်လာထိုင်တော့မယ်ဆိုပြီးတော့ပြန်ခဲ့ပါတယ်။ဒီကော်ဖီဆိုင်လေးက view တော်တော်လေးကိုလှတဲ့အထက်မှာပါပါတယ်။ ကလောပထမဆုံးရောက်ခုတဲ့ကျွန်တော်အတွက်ကတော့ဒီအပေါ်ကလှမ်းမြင်ရတဲ့ view လေးကဆိုင်းကပြန်မှအောင်တော်တော်လေးကိုသမျောမိပါတယ်ကဖေး drink ကနေပြန်ထွက်လာပြီးတော့ညစာစားဖို့သွားမှာပါဒီညညစာကိုတော့ Glow Bamboo House မှာသွားစားမှာဖြစ်ပါတယ်ဟာနေပြီ Glow Bamboo House ကို Google Map မှာရှာတယ်ပြီးတော့ပြင်ထောက်လိုက်တယ်ပေါ့နော် ပြီးတော့ကိုခေးကပြတယ်လမ်းကြောင်းတိုင်းသွားတယ်။အဲ့ဒီမှာကိုခေးနဲ့ကလောပထမဆုံးစရောက်ဘူးတဲ့ကျွန်တော်နဲ့တွေ့တာပဲ။ကိုခေးကတော့အနီးဆက်ဆုံးလမ်းကိုပြပေးချပါတယ်။ပြတာမှဆိုင်ကယ်ဖြတ်မောင်းလို့ရတဲ့အိမ်ကြားလမ်းတွေကိုပါပြတာ။အဲ့တော့တကယ်လေးကားဝင်တော့တချို့နေရာကြီးဆိုလမ်းကျင်းပြီးတော့တက်သွားအောင်။ဒါကတော့ Google Map ကိုကြည့်ပြီးတော့ကလောမြို့ထဲမှာပထမဆုံးကားမောင်းဘူးတဲ့ကျွန်တော်ရဲ့အတွေ့အကြုံပါ။ Bamboo House ကိုမရောက်ခင်နှစ်ခါလောက်လမ်းမှားပြီးတော့ခက်ခက်ခဲခဲနဲ့လမ်းပြန်ဆုတ်လိုက်ရပါတယ်။အဲ့တော့အကြံပေးချင်တာကကလောကိုပထမဆုံးရောက်ဘူးတဲ့လူဆိုရင် ကိုကဲမက်ကိုတုံးတာတဲ့ကိုသွားမဲ့ဆိုင်ကိုဖုံးဆက်ပြီးမေးလိုက်တာပိုအတိကြဆုံးပါပဲအကယ်လို့ကိုကဲမက်ကိုတုံးမယ်ဆိုရင်လည်းလမ်းမကြီးတွေရပဲမောင်းပါကိုကဲကသူပြထားရင်လမ်းမသွားရင်နောက်တလဲကိုပတ်ပြီးတော့ပြပေးပါလေနောက်ဆုံးမှာတော့ကျွန်တော်တို့ဘန်ဘူးခေါ့စ်ကိုရောက်ပါပြီရောက်သွားတဲ့အချိန်မှာတော့မီးပြတ်နေတဲ့အတွက်ထင်းမှာဆိုလာမီးလေးပဲဖွင့်ထားရတဲ့အတွက်အလင်းရောင်လေးကတော့အာနေပါတယ်တခိုးဘက်အောက်မှာလည်းထိုင်ကြဝိုင်းလေးရှိတယ် စာရင်းပြင်ဆင်ကိုကြည့်ထားတော့ဝါနဲ့အလှဆင်ထားတာဖြစ်တဲ့အတွက် Bamboo House လို့ခေါ်ပုံရပါတယ်။ဒီဆိုင်ကတော့ဓနုယောဂဆိုင်လို့ပြောကြပြီးတော့တိုင်းသာအစားအစာတွေရတာကိုတွေ့ရပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကကြက်ကုံးပေါင်ရေမြစ်တုပ်ရေရေမုန်ကြီးတုပ်ရေမှာစားခဲ့ပါတယ်။ကျွန်တော်တို့ကတော့ဒီရေမုန်ကြီးကိုကလောရောက်မှစားဘူးတာပါ။ ကျွန်တော်မိမာတော့အရွယ်ကြိုက်တယ်သူဆိုတော့သူကရေမုံညင်းတုပ်ကိုတော်တော်လေးသဘောကျတယ်။ရေရအတက်ကဘွားတော်ထမင်းဆိုင်မှာစားပြီးတယ်သူကလုံးဝသဘောကျပါတယ်။မေဆိုင်ရောက်ရောက်ရေမုံညင်းတုပ်ထဲမှာစားတယ်။ဒီဘန်ဘူးဟောက်စ်မှာအစားအသောက်ကဈေးနည်းနည်းများပြီးတော့အရသာကျွန်တော်တို့အနေနဲ့ဆိုရင်တံမှန်လို့ပဲခန်းစားတဲ့အတွက်ဒီကလောမှာရှိအောင်နောက်တစ်ခေါက်တော့ထမင်းရောက်ဖြစ်ခဲ့ပါဦး။ဘန်ဘူးဟောက်စ်ကနေပြီးတော့ဟိုတယ်ရှိကိုပြန်ရောက်တော့ည9:00နာရီရှိပါပြီ။ ဟိုတယ်ရှိမှာပဲကားရက်ပြီးတော့အနီးနားမှာရှိတဲ့ဆိုင်လေးတွေကိုလမ်းလျှောက်ပြီးတော့လိုက်ကြည့်ပါတယ်။ကလောမှာလည်းတချို့ဆိုင်တွေဟာဆော့ဆော့ပိတ်ကြပါတယ်။ကျွန်တော်တို့လည်းညအပြင်းပြေဝါဖို့လမ်းလျှောက်ရင်းနဲ့အာလူကြော်တွေကြီးပဲရောင်းတဲ့ဆိုင်တွေရတဲ့အာလူကြော်တထုပ်ဝယ်ခဲ့လိုက်ပါတယ်။ဒီမှာတော့အရင်အေးတဲ့အတွက်နွေးတဲ့ဆိုင်တွေတော်တော်များပါတယ်။ရန်ကုန်ကနေချေးလက်အိတ်တွေခေါင်းစွတ်တွေမပါလာရင်တော့ဒီမှာလွယ်ဝေလို့ရပါတယ်။အဲ့နာမှာပဲလျှောက်သွားရင်းနဲ့ပလာတာဆိုင်တို့အကင်ဆိုင်တို့ကိုလည်းတွေးခဲ့ပါတယ်။ ဒါကတော့ဟိုတယ်ပြင်းင်းပေါက်ကနေလှမ်းဖူရတယ်ဖရာကြီးပါ။ညဘက်ဆိုရင်တော့ဖရာဝင်ကပိတ်သွားပါပြီ။အနီးတဝိုက်ကိုလှည့်ပတ်ကြည့်ပြီးတဲ့အခါမှာတော့ကျွန်တော်တို့ဟိုတယ်ကိုပြန်လာကြပါလိမ့်။ကဲဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်တို့ကလောပထမဆုံးရောက်တဲ့နေ့အတွေ့အကြုံလေးတွေကိုပြောပြထားပေးဖြစ်ပါတယ်။နောက်ဗီဒီယိုမှာတော့ကျွန်တော်တို့ကလောဖယ်ရီလန်းကိုသွားပြီးတော့တညကမ့်ထွက်ခဲ့တဲ့အကြောင်းကိုအသေးစိတ်ပြောပြပေးပါပဲဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးပါအောင်နော်။နောက်ဖလော်ဒီမှာပြန်တွေ့ကြပါမယ်။ Bye bye